တောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးမှာစေပေါင်းစာ22ပိရင်တစည်းအရှိန်မထိန်နိုင်ပဲတိမ်းမှောက်ပြီးရထားတဲ့22ပိရင်ကိုတိုက်မိခဲ့ရာတဦးသေးဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အော်တိုဝါ21ရက်နေ့မော်လဲတနားရီ7မိနစ်အချိန်ခန့်ကရှမ်းပြည်နယ်တောင်ကြီးမြို့နယ်တောင်ကြီးဟိုပုံပြည်တော်စုလမ်းမကြီးနောင်လေကျေးရွာအုပ်စုညာဝိုင်းကျေးရွာအနီးမှာစေပေါင်းစာ22ပိရင်ဟာအရှိန်မထိန်နိုင်ပဲတိမ်းမှောက်ပြီးဆက်ပြက်လို့ရထားတဲ့22ပိရင်ကိုဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်တောင်ကြီးခရိုင်မြို့နယ်မိသက်စခန်းကမိငိတ်တရင်၄စီတန်ဒီမိသက်တပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှောက်ဖေးကေစိလုံငန်းတွေဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ဒီဖြစ်စဉ်ကြောင့်စန္ဒပိန်ရင်အောင်မှာဆက်ပြင်းနေတဲ့ရမောင်းအမျိုးသားတအူတည်ဆုံးခဲ့တယ်လို့သိရပါဗျ။တည်ဆုံးခဲ့တဲ့အမျိုးသားရဲ့ရုပ်အလောင်းကိုဟိုပုံးမြို့ရှင်မှုလူမှုရေးအသင်းပိုင်းလူနာတရင်နဲ့ဆက်ဆံတော်စေယုံကိုကိုကြီးပို့ဆောင်ပေးခဲ့ပြီးစီပေါ့ဆာရင်မိလောင်မှုမဖြစ်ပွားစေရတဲ့အတွက် AAP ချင်းလုံငန်းတွေဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျ။ ဒါဖြင့်အောက်တိုဘာ21ရက်နေ့ကပဲမကွေးတိုင်းဒေသကြီးရွာမွန်ကျေးရွာနွားမြောင်းချောင်းအနီးမှာစီပေါဆိုင်ရင်တစည်းတိမ်မောက်ခဲ့သေးပြီးဖြစ်စဉ်ကြောင့်လူထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ဘူးလို့မိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျာ။